ခိုင်ပြည်နယ်ခေစဉ်အတွင်းဘင်္ဂလီလူမျိုးတွေအပေါ်ဖိနှိပ်ခံထားရတွေမတွေးခဲ့ရဘူးလို့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့အကွတ်ထကော်ဖီအာနန်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုခိုင်ပန်းနုကပြပို့ထားပါရရှင်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌကူဖီအာနန်ဟာစက်တင်ဘာလ6ရက်နေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီးရခိုင်ဒေသခံတွေနဲ့ကောဘင်္ဂါလီလူမျိုးတွေနေထိုင်ရာ ဒုက္ခသည်စကန်တွေကိုပါတွားရောက်လေ့လာခဲ့ပါတယ်။ဒီလိုတွားရောက်ပြီးဘင်္ဂါလီလူမျိုးတွေနဲ့တွေ့ဆုံရမှာတော့တကားပိတ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။တွားရောက်ပြီးလေ့လာခဲ့ရတဲ့အနေအထားမှာတော့ဘင်္ဂါလီလူမျိုးတွေပေါ်ဖိနစ်ခံထားတာမျိုးတွေမတွေ့ခဲ့ရဘူးလို့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌကူဖီယာနန်ပြောပါတယ်။ ကျွန်တော်အခုသွားခဲ့တဲ့ရခိုင်ပြည်နယ်ကြီးစင်တွင်မှာရခိုင်ဒေသရဲ့နေရာတော်တော်များများကိုတွားရောက်လေ့လာခဲ့ရခိုင်ပြည်နယ်ကဆရာတော်ကြီးတွေရဲ့ဆုံးမဩဝါဒကိုလည်းနားယူခဲ့သလိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဝန်ကြီးတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်ဒီကြီးစင်အတော်တွင်မှာရိုဂျာလူမျိုးတွေနေထိုင်တဲ့ဒုက္ခသည်စခန်းတွေကိုလည်းတွားရောက်လေ့လာခဲ့ပါတယ်ပြီးတော့သူတို့တွေနဲ့လည်းစကားတွေပြောခဲ့ရပါတယ်ဒီကြီးစင်တွင်မှာရိုဂျာလူမျိုးတွေဖိနှိပ်ခံထားရတာမျိုးမတွေ့ခဲ့ရဘူးဆိုတာကျွန်တော်နီးတူကြံတဲ့အဖွဲ့ဝင်တွေလည်းသိမယ်လို့ထင်ပါတယ် တော်အတိုင်းမြင်ပုဂ္ဂိုလ်တော်ဆန်းစုကြည်ကတိုင်းရင်းသားလူမျိုးမဟုတ်တဲ့ဘင်္ဂါလီလူမျိုးတွေကိုရိုဟင်ဂျာလို့မတုံ့ဆွဲဖို့ပြောဆိုခဲ့ဘူးပြင်မဲ့ကိုဖီအာနန်ကသတင်းစာရှင်းလင်းပွဲမှာတော့ရိုဟင်ဂျာဆိုတဲ့အတုံးလုံးကိုပဲတုံ့ဆွဲခဲ့တာဖြစ်ပါတယ် First of all we are not here to do a human right. ဒေါန်ဆန်းစုကြည်အနေနဲ့ဒီရိုဟင်ဂျာဆိုတဲ့အတုံးနှုံးကိုမတုံ့ဖို့တရားဝင် တားမြစ်ထားတာတော့မရှိပါဘူး။ဒါကလည်းအတုံးနှုံးတစ်ခုသာဖြစ်ပြီးတော့အစဉ်ပြေအောင်ခေါ်ဝေါ်တုံ့ဆွဲတာပဲဖြစ်ပါတယ်။ရိုဟင်ဂျာကောဘင်္ဂလီကောနှစ်မျိုးစလုံးကဒီစိတ်ကံစားချက်တွေကိုပြင်းထန်စေတဲ့အတုံးနှုံးတွေဖြစ်ပါတယ်။ နောက်ဆုံးရလက်အနေနဲ့ကတော့တင်မာမှုတွေကိုဖြေလျှော့နိုင်ဖို့နဲ့အခေါ်ပေါ်အသုံးလုံးပြဿနာတွေကိုလည်းဖြေလျှော့ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ရခိုင်ခီးစဉ်အတွင်းမှာဘင်္ဂါလီလူမျိုးတွေနဲ့တွေ့ဆုံရမှာဖိနှိပ်ခံတာမရှိဘူးလို့ကိုဖီအာနန်ကပြောခဲ့ပေမဲ့လည်းအဖွဲ့ဝင်တဦးဖြစ်တဲ့ဦးအေးလွင်ကတော့နှစ်ရက်တာခီးစဉ်အတွင်းမှာဖိနှိပ်ခံနေရတယ်ဆိုတာကိုဆုံးဖြတ်နိုင်မှာမဟုတ်ပဲအချိန်ယူလေ့လာတယ်လို့ပြောဆိုခဲ့ပါတယ် ။ဘင်္ဂါလီလူမျိုးတွေနဲ့ကိုဖီအာနန်တကားပိတ်ဆွေးနွေးရမှာတော့ဘင်္ဂါလီလူမျိုးတွေကသူတို့ရဲ့စာဝတ်နေရေးအလောက်ကိုင်းခွင်လန်းနဲ့လွတ်လပ်စွာသွားလာခြင်းနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ပြောခဲ့ပါဗျ။ကျမခိုင်ပန်းသူပါ။